မကွေးတိုင်းစလင်းစီတုတ်တူရာလမ်းပိုင်းရှိစစ်ကောင်စီရဲ့ဆက်ရှိမိုင်စခန်းကိုတော်လိုင်းတက်တွေကဝင်ရောက်တိုက်ခတ်ရာမှာစစ်ကောင်စီတပ်ဘက်ကသေဆုံးမှုများပြီးသုံးပန်း၄ဦးနဲ့လက်နက်၅လက်ရရှိတယ်လို့ပခုတ်ကူခရိုင်တရင်၅ကသတင်းထုတ်ပြန်ပါတယ်။ဧပြီ၁၂ညပိုင်းမှာဝင်ရောက်တိုက်ခတ်တာဖြစ်ပြီးမင်းနဲ့၂၀အတွင်းစခန်းသိမ်းနိုင်ပြီးနောက်သုံးပန်းတွေကိုဖမ်းဆီးပြီးစခန်းကိုမိရှို့ခဲ့တယ်လို့ဗီဒီယိုမှတ်တမ်းဖော်ပြပါတယ်။ ဒီစစ်စေးကိုပခုတ်ကူခရိုင်တပ်ရင်း၅နဲ့အတူဒေတာရင်းရှိတွန်လိုင်းတပ်တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်ပကူတိုင်းလက်ပန်းမြို့နယ်ထမ်းပင်ကျောင်းရွာကနေထွက်လာတဲ့အင်အား80ဂန်ပါစစ်ကောင်စီစစ်ကြောင်းကိုတွန်လိုင်းတပ်တွေကကြားပြတ်တိုက်ခတ်ရမှာစစ်သား၈ဦးသေ၄ဦးဒဏ်ရာရတယ်လို့သာယာဝတီခရိုင်တပ်ရင်း383ကသတင်းထုတ်ပြန်ပါတယ် ဧပြီ17မွန်းလွဲတနင်္ဂနွေခွဲကမှာအဲ့ဒီစစ်ကြောင်းအုပ်ဖို့စုရွာနဲ့ရေငန်ရွာအဆက်ကချောင်းကူတရားကိုအရောက်မှာတိုက်ခိုက်တာဖြစ်ပြီးတနင်္ဂနွေခန့်ကြာတယ်လို့ဆိုပါတယ်ဒီစစ်စေးကိုတာယာဝတီခရိုင်တပ်ရင်း383ညနှင်းနဲ့အတူ ရှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်တနင်္လာနေ့တိုင်းကျွန်းစုမြို့နယ်ပဲ့တိုင်ကြီးရွာရှိ ပြူစောထီစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာပြူစောထီတွေသေဆုံးဒဏ်ရာရမှုရှိနိုင်တယ်လို့ကျွန်းစုမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်။ဧပြီ၁၂မနက်ဆိုင်တိုင်းခွဲကံမှာဝင်ရောက်တိုက်ခိုက်ရမှာ တိုက်ပွဲ25မိနစ်ကြာပြီးနောက်တော်လိုင်းတပ်တွေအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပြီးပြူစောထီတွေဘက်ကထိခိုက်မှုကိုစုံစမ်းနေစေလို့ဖော်ပြထားပါတယ်။ ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲကနေအောင်ပွဲနဲ့အတူပြန်လာတဲ့ KRF ကလေးဒေသတော်လိုင်းတက်ရဲဘော်တွေကိုဒေသခံလူထုကအခမ်းအနားနဲ့ကြိုဆိုတယ်လို့ KRF ကတပ်ပုံမှတ်တမ်းထုတ်ပြန်ပါတယ်။ဖလန်းမြို့သိမ်းစစ်စင်ရေးမှာ KRF ကရဲဘော်၅ဦးအသက်ဆုံးခဲ့ရပြီးချင်းကြီးနောင်ပါဝင်မဟာမိတ်တပ်အသီးသီးကတပ်မှုတပ်သားအလုံးရဲ့စွန့်လွတ်အနစ်နာခံမှုကိုဥညွတ်ဂုံပြုကြောင်း ထုတ်ပြန်ခြင်းမှာဖော်ပြထားပါတယ်။ မြန်မာနှစ်သစ်ကူအခါသမယကိုကျူဆူတဲ့အနေနဲ့စစ်တုံပန်းတဲ့မိသားစုဝင်190ကိုအာရခတက်တော် EE ကဧပြီလ3ရက်နေ့ကျူနေမှာ ပြန်လွှတ်ပေးလိုက်တယ်လို့နေရင်းစရာသတင်းကပေါ်ပြပါတယ်။အလားတူချင်းမျိုးသားအဖွဲ့ချုပ် CNO CNDF ကလည်းဧပြီလ3မှာကြာရောက်တဲ့ CNO CNDF တီတောင်ချင်း၄နှစ်ပြည့်မွေးနေ့မှာ ဖလန်းမျိုးသိန်းစစ်စီရင်မစတင်ခင်ကဖမ်းမိထားတဲ့သုံပန်းတွေတဲက15ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ခေါနုတုံသတင်းကဖော်ပြထားပါတယ်။ဧပြီစလသကြာချာနေ့မနေ့9ရက်ကမှစကိုင်းတိုင်းကဏီမြို့နယ်မုတ်ထောရွာနဲ့နတ်ကြီးကြီးပါရှိဖုန်ကြီးကျောင်းကိုစစ်လေရင်ကဘုံကျဲတဲ့အတွက်ကိုရင်တပားနဲ့အရသာတူးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေတာတွင်မီဒီယာတွေကဖော်ပြပါရည်မွန်တဲ၁၂နိုင်ငံမှာအင်းတော်မျိုးနဲ့ပေးနေကုန်းရွာရှိဘုံကြီးကျောင်းကိုစစ်လေရင်ကဘုံကျဲတဲ့အတွက်ဘုံကြီးကျောင်းပြည့်စည်ပြီးထိခိုက်မှုကိုစုံစမ်းနေစေလို့ Indoor Revolution IR ကသတင်းထုတ်ပြန်ပါရည်မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ချောင်းကြီးကျေးရွာကိုလေတကြံအကျိုးနေ့ဧပြီ17ရက်ည7:00နာရီကမှစစ်လေရင်ကဘုံကျဲတဲ့အတွက် အရသား2ဦးသေရှိဦးတန်ရာရရတယ်လို့ရွှေဖီမြေကဖော်ပြပါတယ်။တကြံတွင်းမှာမရှောင်ဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လိုင်ကိုထိုင်းနိုင်ငံဘန်ကောက်မြို့စီဖိတ်ခေါ်ပြီးငလင်းကူညီရေးကိစ္စဆွေးနွေးဖို့ရှိတယ်လို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကပြောလိုက်ပါတယ်။မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာ မလေးရှားကိုလာရောက်လည်ပတ်မဲ့တရုတ်သမ္မတရှီကျင်းပင်ကို ကွာလာလမ်ပူမှာကျူစုဧကံပြီးတာနဲ့ဂျာတာပရိညက်နေပိုင်းမှာဘန်ကောက်ကိုရောက်လာမယ်လို့မလေးရှားသတင်းဌာနဗနာမာကိုကူကာပြီးထိုင်း PBS သတင်းကပေါ်ပြပါရယ်ဘန်ကောက်ရောက်တဲ့အခါစီကောင်စီဥက္ကဋ္ဌမင်းအောင်နိုင်အပြင် ထိုင်းဝန်ကြီးချုပ်ဟောင်းအာဆီယံဥက္ကဋ္ဌရဲ့အကြံပေးထက်ဆင်ရှင်နဝတ်နဲ့ပါတွေ့ဆုံပြီးမြန်မာနိုင်ငံရင်းနဲ့ကလင်းဘေးကူညီရေး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးကိစ္စတွေဆွေးနွေးမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။